အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ပိုင်ဆိုတဲ့တောင်ပေါ်မြို့လေးကိုအလဲရောက်ဖြစ်တုန်းက half day tour အဖြစ်နဲ့နေတစ်ပိုင်းသွားပြတဲ့ခီးအသွေးကြုံလေးကိုပြောပြပေးသွားပါမယ်ဗျာပိုင်ကိုရောက်ဖြစ်တုန်းကကိုဘရာကိုစိုက်ခင်ဟားပြီးတော့မလဲချင်တာနဲ့ half day tour တစ်ခုကို join ပြီးတော့လိုက်သွားပြခဲ့ပါတယ်ဗျာ half day tour အတွက်ဈေးနှုန်းကလည်းတစ်ယောက်ကိုဘတ်300ပဲပေးရတာဆိုတော့ဈေးသက်သာတယ်လို့ပြောနိုင်ပါတယ် ဘတ်300ခီးစဉ်လေးကဘယ်နေရာတွေကိုရောက်ဖြစ်မယ်ဆိုတာအခုကျွန်တော်ရဲ့ဗီဒီယိုတွေကနေတဆင့်လိုက်ကြည့်ပေးကြပါအောင်ဗျာတိုးကတော့နေ့လယ်တနာရီမှာစထွက်ပါတယ်ဒါကတော့ကျွန်တော်တို့စီးရမယ့်ကားတွေပါကားတစ်စီးကိုအရှိကန်ရောအနောက်ခံရော ပေါင်းလိုက်ရင်10ရောက်လောက်ပါပါတယ်ဗျာဒီဘက်ကတိုးကားတွေအားလုံးလိုလိုကအခုလိုကားတွေနဲ့သွားတာတွေ့ရပါတယ် ပထမအဆုံး ကျွန်တော်တို့ကိုပို့ပေးတာကတော့ဝက်ဖရာထက်မေယံလို့ခေါ်တဲ့ white ဗုဒ္ဓကိုပို့ပေးပါတယ်။တောင်ပေါ်မှာတည်ထားတဲ့ဘုရားတဆူဖြစ်ပါတယ်။တောင်ပေါ်ဘုရားရှိတဲ့နေရာကိုမြို့ထဲကနေ10မိနစ်တောင်ကြာအောင်မမောင်းရပါဘူး။ဝင်ထဲမှာကတော့လက်ဘက်ဆရာကတောင်ပေါ်ဘုရားတဆူပဲရှိပါမယ်ဗျ။အပေါ်ကိုတက်ကြည့်ကြပါမယ်ဗျ။9မိနစ်6မိနစ်လောက်တက်လိုက်တာနဲ့တောင်ပေါ်ဖျားရှိတဲ့ရင်ပြင်တော်ကိုရောက်ပါမယ်ဗျ။ရန်ကြီးမတက်ရပါဘူး။တောင်ပေါ်မှာဖျားဖူးလို့ရတယ်လို့တောင်ပေါ်ကနေ ိုင်မျိုးလေးကိုပြန်ကြည့်လို့ရပါမယ်ဗျ။ဒီကနေ့ကြည့်လိုက်မယ်ဆိုရင်တိတာတာကပိုင်မျိုးကမျိုးသေးသေးလေးပါပဲ။တာမန်အားဖြင့်ဆိုရင်ရွာလောက်ပဲရှိတယ်လို့တော့ပြောချင်ရင် ပြောလို့ရပါတယ်ဗျ။တောင်တန်းတွေကြားကဂျန်ဝမ်းလေးတွေကရွာငယ်လေးတစ်ခုပါ။တောင်မော်ဖျားကနေနောက်ထပ်ပို့ပေးတဲ့နေရာကတော့ U-Live View Point ဆိုတဲ့နေရာပါ။ဒီနေရာကတော့တရုတ်ရွာတစ်ခုထဲမှာရှိတာဖြစ်ပါတယ်။ ဒီမှာလဲဓာတ်ပုံရိုက်ဖို့ဆိုပြီးတော့15မိနစ်လောက်ရပ်ပေးပါတယ်ဗျရောက်တဲ့အချိန်ကနေကင်းဘက်ကြီးဖြစ်နေတာမို့တိတ်တော်လှတယ်လို့မခံစားရပါဘူးဗျဒီမှာကတော့တရုတ်စားတောက်ဆိုင်ရှိမယ်အိမ်ပြန်လက်ဆောင်အတွက်ရောင်းတဲ့ဆိုင်တွေရှိပါမယ်ဗျဒီနေရာမှာက တချို့ကမ်ပင်းလုပ်ရတာဝါသနာပါတဲ့သူတွေညာအိတ်ခီအနေနဲ့လာတဲ့နေရာလို့လည်းတိရပါတယ်ဗျတန့်တွေကို ကိုယ်တိုင်ယူလာလို့ရတယ်လို့မရှိရင်လည်းဒီမှာငှားလို့ရတယ်လို့သိရပါတယ်ဗျ မနက်ပိုင်းတွေထွက်ချိန်ဆိုရင်တော့ဒီနေရာကလှကောင်းလှနိုင်ပါတယ်ဗျဖြူပွိုင်းကနေနောက်တနေရာကတော့ရွာသေးကနေရာတခုပါဗျမြက်ခင်းပြင်ကျယ်နဲ့တရုတ်အိမ်လေးတွေရှိပြီးတော့ရွာတရာလိုပြင်ဆင်ပေးထားတဲ့နေရာပါဗျ ဒီမှာအဓိကကတော့ဓာတ်ပုံရိုက်ဖို့နေရာလေးတွေနဲ့တနက်ပစ်တာဒန်းစီတာတို့လုံးလို့ရပြီးတော့တရုတ်ဆိုင်လေးတွေလက်ဆောင်ပစ္စည်းရအောင်တဲ့ဆိုင်တွေအများကြီးရှိတာကိုတွေ့ရပါတယ်ဗျ။ပိုင်နဲ့မေဟောင်ဆောင်ဘက်မှာကတရုတ်ပြည်ယူနန်ဘက်ကရွှေပြောင်းနေထိုင်တဲ့တရုတ်မိသားစုတွေရွာတွေအများကြီးရှိတယ်လို့သိရပါတယ်ဗျ။ဒီမှာကတော့တရုတ်အင်းကြီးလေးတွေငှားလို့ရတာလည်းတွေ့ရပါတယ်။ဝတ်စုံငှားပြီးတော့ ဒီဝင်းထဲမှာဓပုံရိုက်တာမျိုးလုပ်လို့ရပါတယ်ကျွန်တော်တို့ကားကတော့ဒီမှာလဲမိနစ်20လောက်ပဲအချိန်ပေးပြီးရက်တာဆိုတော့ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားတဲ့သူတွေမှပဲအင်ဂျင်ငှားပြီးတော့ဓပုံရိုက်တာမျိုးတွေလုပ်လို့ရမယ်ထင်ပါတယ်ဗျာ နောက်ထပ်တနေရာကတော့ Pambox ဆိုတဲ့ရေတကွန်ကိုပို့ပေးပါတယ်ဗျဒီရေတကွန်ကတော့ဝင်ကြေးပေးရပါတယ်အခုရေတကွန်ကိုလာတဲ့လမ်းဆိုရင်လမ်းကျမ်းပြီးတော့တောင်တွေတက်ရတာလဲပို့ပြီးတော့မှတ်ပါတယ်လမ်းလေးတွေကလည်းကျင်းပါတယ်ကိုပါတော့ကိုစိုက်ကင်နဲ့လာမယ်ကားနဲ့လာမယ်ဆိုရင်သတိထားပြီးတော့မောင်းရမယ့်လမ်းတွေဖြစ်ပါတယ်။ကားရက်ပေးတဲ့နေရာကနေရေတခုန်ရှိတဲ့စီကို2မိနစ်3မိနစ်လောက်ပဲလမ်းလျှောက်ရပါတယ်ဗျ။ရေတခုန်ကတိတိလေးဆိုပေမဲ့ကျွန်တော်အမြင်ကတော့မစိုးဘူးလို့ထင်ပါတယ်ဗျ။ ရေကစားခြင်းနဲ့ဆိုရင်တော့အဝတ်အစားအပိုယူခဲ့ဖို့လိုပါမယ်ဒီရေကုန်နေရာမှာကတော့25မိနစ်လောက်သူတို့ကားရက်ပေးပါကြဗျရေကစားမယ်ဆိုရင်အချိန်အကြာကြီးတော့မရဘူးလို့ဆိုနိုင်ပါတယ်ဗျရေကုန်ကနေနောက်ထပ်နေရာတစ်ခုပို့ပေးတာကတော့ကော်ဖီဆိုင်အသေးလေးတစ်ခုမှရက်ပေးပါတယ်ဒီမှာကတော့အစားတောက်လဲတွဲရောက်တာမို့ကော်ဖီတောက်မယ်အစားတောက်စားမယ်အတွက်အဆင်ပြေပါတယ်ကော်ဖီဆိုင်ရှိမှာပန်းကင်းလေးလည်းရှိတာတွေ့ရပါတယ် အခုနကရေတကောမှာရေဆော့ပြီးတော့ဒီနေရာမှာနေပူစာလာလှုံညတာတွေ့ရပါတယ်ဗျဒီနေရာလေးကိုအနောက်တိုင်းသားတွေအတော်လေးသဘောကျတာလည်းသတိထားမိပါတယ်ဗျကော်ဖီဆိုင်ကတိတိလေးဖြစ်သလိုသူ့ရဲ့အရှိကဘန်ငင်းကလည်းတိတိလေးပါပဲဒါပေမဲ့အေးအေးချမ်းချမ်းတတရရရှိပါတယ်ဗျဆော့တော့ဆိုင်မှာကတော့နိုင်ဝက်လောက်ကြာအောင်ရပေးပါတယ်ဗျဆော့တော့ဆိုင်ကနေနောက်ထပ်ခေါ်သွားပြီးတဲ့နေရာကတော့ဘန်ဘူးဘရစ်လို့ခေါ်တဲ့ဝါသရပါဒီမှာလည်းပဲကော်ဖီဆိုင်ဆော့တော့ဆိုင်တွေလှုပ်ထားပေးပါတယ်ဗျ ဝါဒသားဘော်ကိုလမ်းလျှောက်ဖို့အတွက်ဝင်ကြီးပေးရပါတယ်ဗျသူကစဘာခင်းတွေကြားထဲမှာဝါဒသားလေးစောက်ထားပေးတယ်ဓာတ်ပုံရိုက်ဖို့နေရာလေးတွေလှုပ်ထားပေးပါတယ်ဗျကျွန်တော်တို့ကစဘာဆိုင်တဲ့နိုင်ငံကလာတာဖြစ်တဲ့အတွက်ကြောင့်ဒီစဘာခင်းတွေကကျွန်တော်တို့အတွက်ဘာမှမထူးဆန်းသလိုခံစားရပေမဲ့နိုင်ငံခြားတွေကတော့ဒီစဘာခင်းတွေမှာလမ်းလျှောက်ရတာကိုအတော်လေးသဘောကျတာသတိထားမိပါတယ် စဘာတွေတခင်းလုံးအပြည့်စိမ့်နေတဲ့အချိန်ဆိုရင်တော့အတော်လေးလှမဲ့အနေအထားရှိပေမဲ့ကျွန်တော်တို့ရောက်တဲ့ကာလကတော့စဘာခင်းရဲ့နေရာအချို့ကရေတိမ်းပြီးချိန်ဖြစ်တာမို့တိတ်တော့လှမနေတော့ဘူးဗျဒီနေရာကလည်းပိုင်မှာဆိုရင်နမဲကြီးတဲ့နေရာတွေတဲကတခုဖြစ်တယ်လို့သိရပါတယ်ဗျစဘာခင်းမှာလည်းအချိန်နည်းနည်းကြာအောင်ရပ်ပေးပါတယ်ဗျ စဘာခင်းကအပြန်မှာကတော့နောက်ဆုံးနေရာလေးဖြစ်တိုင်ရောက်တဲ့အခါမှာမဖြစ်မနေလဲဖို့ညှိုးပေးကြတဲ့နေရာလေးဖြစ်တဲ့ဖိုင်ခန်ညွန်ဆိုတဲ့နေရာကို ပို့ပေးပါတယ်ဗျဒီနေရာကိုက အများစုကဆန်းဆက်ကြည့်ဖို့အဓိကလာကြတာပါ လာကြတဲ့သူတွေကလည်းအတော်လေးကိုများပါတယ်ဗျ ဒီနေရာကိုကိုယ့်အစီအစဉ်နဲ့ကိုလာကြတဲ့သူတွေရောကျွန်တော်တို့လို join တိုးပုံစံမျိုးနဲ့လာတဲ့သူတွေရောနဲ့စီနေပါတယ်ဗျဖိုက်ခန့်ညွန်တစ်ခုတည်းကိုညနေပိုင်းပို့ပေးတဲ့တိုးတွေလည်းရှိပါသေးတယ်ဗျအဲ့ဒါကြတော့တယောက်ကိုဘတ်တရာပဲပေးရပါတယ်ဒီနေရာတစ်ခုပဲလာမယ်ဆိုရင်အဲ့လိုမျိုး join ပြီးတော့လည်းလာလို့ရပါတယ်ဗျခီးစဉ်ကနေ့လယ်တနိုင်ကနေစထွက်ပြီးတော့ညနေနေဝင်ပြီးချိန်မှာ ခီးစဉ်အဆုံးတက်ပါတယ်ဗျခီးစဉ်ရဲ့အနေအထားအရအချိန်သိမ့်မရတာမို့နေရာတိုင်းမှာက မိနစ်အနည်းငယ်ပဲရပ်ပေးပါတယ်တချို့နေရာတွေကကျွန်တော်တို့မြန်မာတွေအတွက်ဘာမှမထူးခြားဘူးလို့ပြောနိုင်တဲ့နေရာမျိုးတွေလည်းပါပါတယ်ဗျဘလို့ပဲဖြစ်ဖြစ်ဘတ်300ကတော့ပေးရတာတန်တယ်တရက်တာအချိန်ဖြုံးမှုအတွက်ဆိုရင်အဆင်ပြေတဲ့ခီးစဉ်တစ်ခုလို့ဆိုနိုင်ပါတယ်ဗျအခုခီးစဉ်မဟုတ်ဘဲနဲ့တခြား join တို့ခီးစဉ်တွေလည်းသွားလို့ရပါသေးတယ်ညာသေးပတ်ရင်နဲ့တိုးလက်မဲ့အယောင်ကောင်တာဆိုင်လေးတွေမှာမေးကြည့်လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေ ဖန်တီးမြှောက်ဝယ်ပေးသွားအောင်မို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လှူထားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ